တို့တို့မေတို့မေဖွဲ့သားတွေဒီတစ်ခေါက်ရောက်နေတာက ARV တိုင်းဒေသကြီးတွေကဇလိုမျိုးဖြစ်ပါတယ်ဒီတစ်ခေါက်ဒီတစ်ဘက်မှာတော့ဒီဇလိုမျိုးနာက ARV မြစ်ထဲမှာရှိနေတဲ့တောင်ကုန်းတွေပေါ်မှာလာရောက်ရွှေပြောင်းထိချနေထိုင်ပြီးတော့လောက်ကဲဆက်တော့ကြတဲ့ရေလုံသားတွေရဲ့အကြောင်းနဲ့ဇလိုမျိုးနေတဲ့ကတောင်သူလယ်သမားတွေသူတို့ရဲ့နေစဉ်ဘဝကိုမလိုချင်ဆိုင်ဖြတ်သန်းနေရတယ်ဆိုတာကိုကျွန်တော်တို့တို့ပြတို့ပြစီနေကြိုက်ကူတက်ဆက်ထားပါတယ်ဆက်လက်စောင့်ကြည့်ရှုကြပါဦးခင်ဗျာ ော်နာမည်ကတော့ဥတျောင်းအသက်ကတော့83နှစ်ဒါကော့ဆိုရင်အုပ်စုရွှေကြောပေါ့ရွှေကြောကြီးရောရွှေကြောပေါ့ဘယ်ဆိုရတဲ့တဲ့ဗဇက်ကတော့တောင်လူဦးကြီးတွေပြောနေတာဦးကြီးတွေနင်းထားတာခေါင်းကိုမထောင်ဘူး ဲ။သိုးသိုးပိုင်းလေးကတော့သဘာသေးလေးကမဆိုးပါဘူး။အခုနောက်ပိုင်းကျတော့တော်တော်ကြာပါလား။ပေးသေးရလည်းမရှိတော့။ပေးရလည်းမထွက်ဘူး။ဟေးဦးလို့ဟင်းဟင်းဟိုမမီတော့ကတော့တို့ကဥနုလက်ထက်လဲကြုံရတယ်ကွာဥနေဝင်လက်ထက်ကြုံရတယ်ကောင်းစီဖြစ်ဥနုခေက တို့ကဒီစဘာတွေကိုကိုရတဲ့စဘာကိုကိုတခါတည်းအိရှိမှာစိနဲ့လောင်ထားတာအချိန်ကို မှပွဲစားကိုရောင်းတာစက်တထီးတွေကဝယ်ဥနေဝင်လက်ထက်ကြတော့စဘာတွေတာဝန်ကြီးတတ်ပါတယ်တာဝန်ကြီးတတ်မှတော့လေတီအေကကိုသူတို့က45နေလုံးတတ်မှတယ်လေတိုင်း90မထွက်ဘူးအဲ့တော့သူကတတ်မှတာကိုမကြီးကြီးအောင်ချရမယ်ဆိုတော့မရှိတဲ့လူကတခြားဝယ်ပြီးတော့ ချရတယ်။ဝဲစားလည်းမကြောက်။ဒေသမားတွေတော်တော့ဒုက္ခရောက်လာကြ။တကအခုအခုအစိုးရလက်ထက်ကြတော့လေသမားထွက်ကုန်နဲ့ဝယ်စားရတဲ့ကုန်နဲ့မမျှမမျှတော့လေသမားတွေမှာလည်းတော်တော်နင့်လာတဲ့အပိုင်းပါမနေ့က ပွဲဥတော့ဆိုတို့တလင်းပြီးဆိုရင်9သိန်းခွဲလောက်ရောင်းတာတင်းတရာအခုပေးရတော့3000 2000ပဲရှိတယ်သဘာဝကြီးရလဲထိုးကြတာတင်းကို3000ရှိတယ်တင်းတရာကိုဟိုပါပေါ့3သိန်း2000သောသောပဲရတော့လေးလေးကျော်ကျော်တော့ရှိတယ်။ဟာဟာ ခုอ่ะဒီလူยาดีอุรุผ่องเปียนๆတော့လေปูม้อผ่องเปียนล่ะปูม้อจ๋าโหตรงอ่ะยาดีอุรุอ่ะဒီလူก็ผ่องเปียนตู่နှင်းจ๋าจริงจ๋าเกดิအခုอ่ะနှင်းจ๋าจริงแล้วจ๋าไม่จ๋าจริงแล้วไม่จ๋ายาดีอ่ะအမျိုးမျိုးผ่องเปียนเลยဘယ်ဟွာပြီ အခုကလေသမားကဒီလေပြီးတဲ့အချိန်ညာတော့သူ့ဘာကိုစကားမရှိဘူးဟုတ်တယ်ဆိုတော့အလုသမားကလည်းကို့ဝင်းစာနဲ့တကားဒီကျဲထားတဲ့မှာပဲဆေးဖို့နဲ့လေရွက်ပစ္စည်းကကို့ကို့အိမ်သုံးတာနဲ့သိမကြတော့ဘာဒီပဲကြမှာဒါမျောလင့်ပြီးတော့စားရတာဒီနေ့ကပဲမရတော့ပဲလည်းမရဘူးဈေးလည်းမကောင်းဘူးဆိုတော့ဟိုမျောလင့်ထားတာတွေကတချို့အလကားဖြစ်ကုန်တော့ ဒါတော့ဘယ်ရောက်ကန်နိုင်တော့အခုကစိုက်ဖို့မျိုးဆိုတော့အခုအခုအခြေအနေကဘန်ငွေကလူတိုင်းတော်တော်နဲ့မဆနိုင်မကြည်တော့တော်တော်နဲ့ထုတ်ဝင်ပြီတခါလေလေးစိုက်ပြီးကန်နီးမှာဘန်ငွေရရတယ်ဒီကြတဲ့ဒီစိုက်နေတော့ကောက်ဆက်မှာပေးစရာကြတော့ကိုကရှာပေးရတာပေါ့မရှိရဘူးက မရှိတဲ့လူကတော့ကွာဟိုဟာရွှေရှိတဲ့လူကတော့ရွှေပေါင်ပေါ့မရှိတဲ့လူကတော့အလွတ်တိုးနဲ့တစ်ဆယ်တိုးလေးယူရတာပေါ့ငွေတရားကိုအဲ့ဒီလိုလေယူတဲ့လူတွေလည်းရှိတာပေါ့အခုလည်းဒီနေ့ကတော့တချို့

ကျွန်တော်ပြောတာလိုပဲနိုင်ငံတော်ကနေပြီးတော့အခုကနှိမ့်ရှည်စီမံကိန်းနဲ့ချိပေးမယ်ဆိုရင်ဆင်းရဲသားလူဒန်းသားတွေမှာနည်းနည်းတော့အသက်ရှူပါလား။ဘာဖြစ်လို့ရရလဲ။ဟိုကနှိမ့်ရှည်စီမံကိန်းနဲ့ချိပေးလို့ဒီနှစ်ငွေလုံးကိုရရရဘေးကျွေးကိုလေသမားဆတ်ပြီးသွားလို့ကိုယ့်ရဲ့ထဲမှာငွေဝငွေရှာလေးနဲ့ဖြစ်လာကိုယ့်ရဲ့လေတွေကထွက်တဲ့တီးနာပတ်ဝန်းကျင်မပေးရဘူး။ဘူးကိုပြဆတ်လို့ရလွယ်လွယ်ကူကူနဲ့ လေသမားတွေကအဲ့ဒါကိုတောင်းတာလိုချင်တယ်ဒီလိုဖြစ်မလားဇလုံမျိုးဆိုတာဘယ်လိုမျိုးလို့ပြောလို့ရမလဲကျွန်တော်ဇလုံကဟင်္ဒရာခရိုင် တဲ့မှာပါဝင်တဲ့မြို့တမျိုး ARD မြို့ရဲ့အနောက်ဘက်ကမှရှိတယ်နော်တကိုးကြီးဧရာဝတီခရီးကျွန်တော်ရှိတဲ့မြို့ဖြစ်တယ်ဆိုလိုမျိုးဆိုတာ ARD time ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကောက်ပဲတိနံဆန်စပါးတွေနဲ့အတူပေါ့အခြားခြားသောဟိုကြီးလက်ကထွက်တဲ့ကောက်ပဲတိနံဆန်စပါးအပြင်နောက်ထပ်ကုံစိမ့်တွေပေါ့အစားရှိတွေပေါ့ဗျာကြောင်မှုတို့ပါတော့ဒါကိုင်းမဲ့ကန်ဘဲတစ်ဘက်ကထွက်တဲ့တိနံနေအဲ့ဒါအဲ့ဒါတွေနဲ့ကျွန်တော်တို့အများသောအပြင်ကနေမှအကြောင်းဝင်ပြုလုပ်ပါတယ်ခင်ဗျာဇလုံမျိုးကလမ်းမတွေသိတော့မြန်မာစားစားမရှိဘူးနော် ော့ကျွန်တော်တွေ့တာဒီမရှိတဲ့လမ်းမတွေတဲကနေပြီးတော့ပဲကားကြီးကားငယ်ကားလက်စပိန်ဆိုင်ကားအကုန်သွားနေရတယ်နည်းနည်းကြက်တယ်လို့မထင်ဘူးလားအကြက်တာပေါ့ကြက်တာပေါ့ကျွန်တော်ဒီအခုလက်ရှိဘူဂျုံလမ်းမကြီးနဲ့အပြိုင်ကျွန်တော်တို့1983 84မှာဒီမြောက်ဖက်ချမ်းမှာမြို့တစ်ခုပေါ်လိုက်တယ်မြို့တစ်ခုပေါ်လိုက်တော့အဲ့ဘက်မှာကျွန်တော်တို့လမ်းမဒီဘူဂျုံလမ်းမနဲ့အပြိုင်ဆိုပြီးတော့အဲ့လိုဖတ်တက်ရသွားလို့ရမယ်လမ်းကကျွန်တော်တို့ဟိုးတာရှိတယ်နှစ်လမ်းလောက်ရှိတယ်ပေါ့နော် မြို့ထဲဒီကျွန်တော်တို့ဒီဘက်ဖျားရှိလောက်ကနေပြီးတော့ဟိုမြို့ဟောင်းထိရောက်နိုင်မယ်ပေါ့လမ်းလမ်းမနှစ်သွဲရှိတယ်အဲ့လမ်းမနှစ်သွဲဒီကောင်ပြီးဆုံးသွားလို့ဒီကောင်လမ်းနေတောက်လျှောက်ပေါ့နော်ချောမွေးတဲ့လမ်းတစ်ခုတွေဖြစ်သွားမယ်ဆိုရင်ဘူဂျိုလမ်းမကြီးမှာအခုနရင်သွာလာမှုတွေအတော်လေးအဆင်ပြေသွားနိုင်တယ်ပေါ့နော်ဟိုဈေးတွေကတော့လူရှိရနာလာရောက်မှာပဲလေလူရတဲ့လူပဲဈေးတွေရှိနာလာတာပေါ့နော်အဲသူတို့ဘာဖြစ်လို့ဈေးတွေကိုမရှိပဲဈေးရောက်မှာရောင်းနေရလဲဆိုတော့အကြောင်းတော့ရှိမှာပေါ့ ဟိုရှိဘက်ကလာတယ်မော်တော်ရိုင်နဲ့လာတယ်ဟိုမှာဈေးရှိနေတော့ဟိုမှာပဲဝယ်တယ်ဟိုမှာလည်းကုန်တယ်ကြီးတွေကဈေးကိုရွှေ့လို့ရတယ်အိမ်ဆိုင်ကြီးတွေကိုရွှေ့လို့မရဘူးအိမ်ဆိုင်ကြီးတွေကအရင်ကြီးများတဲ့ဆိုင်ကြီးတွေကြံခဲ့တယ်ဆိုင်လေးတွေပဲဈေးုံနဲ့ဆိုင်တွေရွှေ့လာတော့ဟိုကလူကဈေးစစ်ကိုလာဝယ်ဆိုက်ကားက900ကျော်ကုန်တယ်နော်အဲ့တော့ဟိုမှာဆိုင်ကြီးတွေလည်းရှိတယ်ဈေးလည်းသက်သာတယ်ဒီမှာဆိုက်ကားကကုန်ခံပြီးမလာတော့ဘူး တောင်းတန်ရုံနည်းနည်းပပဝတဲ့ဒီတော့ပဲကြောင်းရဲအဲ့ဒါရေးစစ်မစီရင်အကြောင်းကျွန်တော်လက်ရှိနေတာကတော့ကျွန်တော်တို့လည်းတောင်းလို့တန်သမားဆိုတော့ကျွန်တော်တို့ကလေရောကျွန်တော်တို့ကန်ကုန်တော့ပါတယ်ခင်ဗျအဲလေရောကန်ကုန်လို့တဲ့နေရာမှာလက်ရှိနေတာမှာဇီးတန်းဈေးကွက်အနေထားကိုပြောမယ်ဆိုလို့ရှင်တော့နှစ် ဟိုပြီးခဲ့တဲ့နှစ်ကာလတုန်းကတော့မပဲစီပါညာကောင်းတဲ့ခံမှုကြတော့တောင်းသူတွေအဆင်ပြေတယ်ပေါ့ခင်ဗျာဒီနှစ်တိုင်းတာပုံနဲ့မျိုးမှာဆိုလို့ရှိရင်တော့မပဲစီကွက်ကကျွန်တော်တို့ဈေးအနေထားနဲ့လည်းပဲကျွန်တော်မနှစ်ကနဲ့မတူပဲနဲ့နှိမ့်ချနေတာတွေ့ရပြီးတော့ကုန်ထွက်မှာလည်းပဲရာသီဥတုတွေဖောက်ပြန်တဲ့အတွက်ကြောင့်ကုန်ထွက်တွေလျော့ပါနေတာတွေ့ရတဲ့ခါမှာတောင်းသူတွေမှာကထင်ထားသလောက်ကျွန်တော်တို့ခီးမြောက်ဖြစ်နေခင်ဗျာလှုပ်ထားသလောက်ညီမထားသလောက်လေခီးမြောက်ဖြစ်နေခင်ဗျာအဲလေဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီနှစ်တိုင်းတာပုံနဲ့မျိုးမှာကျွန်တော်တို့နှိမ့်တဲ့နေရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ ဟိုအရှိပဲအရှိပဲချမ်းကနေပြီးတော့ကျွန်တော်တို့တော့ရေပေါ့ဗျာเนาะအဲ့ဒါတွေဝင်ပြီးတော့ကျွန်တော်တို့နှိမ့်နေနေရလေးဒီမှာကျွန်တော်တို့နှိမ့်မြုပ်သွားတဲ့အတွက်ကြောင့်မလို့လက်သမားတွေပို့လဲပဲဆိုင်ရင်စဘာအတွက်ကသူတို့မှာကနှိမ့်မြုပ်သွားတဲ့ခါမျိုးကျတော့စဘာမရောက်ပေါ့ခင်ဗျာစဘာမရတဲ့ခါမျိုးကျတော့သူတို့ထင်ထားသလောက်သူတို့ရဲ့စီးပွားရေးရာခီးမရောက်ခွင့်နဲ့သူတို့ရဲ့အနေထားလေးတွေအဲ့လိုအခက်ခဲလေးတွေနဲ့တွေ့ကြုံနေရတဲ့အနေထားလေးတွေတွေ့ရပါတယ်ခင်ဗျာခီးမရောက်ဘူးဆိုတော့ဘာလဲခီးမရောက်ကြလဲခီးမရောက်ဘူးဆိုတော့ကျွန်တော်ဒီနေ့တိုင်းတာပုံစံမျိုးမှာကျွန်တော်တို့လေတေကကို ကျွန်တော်စပိုက်ရှိစလို့ထွက်မှမှန်ထားတဲ့လူကရင်းနှမြုပ်သွားတဲ့ခံမျိုးကြတော့အဲ့လိုမျိုးအကျဉ်းကြံလေးတဲ့ဆလင်းငါးရင်းလောက်ရတယ်အဲ့လိုမျိုးတခြားမျိုးကြတော့မိသားစုဆောင်းဝင်နေအခက်ခဲတွေအဲ့လိုတွေဖြစ်ကုန်တယ်ကိုပြောရတာပါခင်ဗျဒီဒီနေ့ပိုင်းကမ်းပြူလာတော်တော်ဆိုးလာတယ်ပြောတယ်တော်တော်ဆိုးလာဟုတ်ကဲ့ကမ်းမြူကန်သားတွေကမနစ်ကတော့ဒီနေ့ကတော်တော်ဆိုးပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာကကျွန်တော်ကဟိုတာရူကျောင်းတိုက်နေကျွန်တော်မျိုးရဲ့အရှိပဲကန်တာရူကျောင်းတိုက်နေဆိုတော့တာရူကျောင်းတိုက်နေမှာကကျွန်တော်တို့ရွာဆယ်ရွာလောက်ခင်ဗျအဲ့ကမ်းမြူကန်သားနဲ့ပတ်သက်ပြီးတော်တော်ထောက်ခါရောက်တယ်အဓိကအဖြစ်မလို့ဒီဘက်မှာအုံနေကြောင်ရှိတယ်မအုံကြောင်ရှိတယ်ညံဖို့အိုင် ဟိုဘက်မှာကကျွန်တော်တို့အောက်ဖက်ဆင်းသွားပြီဆိုလို့ရှိရင်အဲ့ဘက်မှာဘာရှိနေလဲဆိုပြင်းစုံကြီးတို့ပြင်းစုံကလေးတို့နောက်တော့ဖုန်ကနန်ထုံးတို့ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရုံတော့ရေစီော်ကျုံရေနင်းညံ့ဦးမှာပေါ့ဗျာဒီဘက်မှာနှိမ်နှမ်းဟုတ်ကဲ့ပြင်းစုံကမရှိတော့ကြားတယ်ပြင်းစုံကလည်းအခုလက်ရှိနေထားမှာတော့ပြင်းစုံကတော့ကျွန်တော်တို့ကမ်းစုကမ်းပြဖြစ်ပြီးတော့နောက်တစ်ထပ်ပြီးတော့ဒီနေရာပြိုသွားတယ်ဆိုလို့ရှိရင်ပြိုသွားတဲ့နေရာကိုနောက်ဆုတ်ပြီးတော့ကျွန်တော်ရွှေပြောင်းဆောက်ဖို့သူတို့အစီအစဉ်ရှိတယ်ဗျာဒီနေ့မှာကသူတို့ရဲ့အကြက်တဲ့အခက်အခဲအဲ့လိုဖြစ်နေတဲ့ခံမျိုးကြတော့ပြီးခဲ့တဲ့ တလာပိုင်းလောက်တုန်းကသူတို့နိုင်ငံတော်ကြီးကအဆင့်ရှိတဲ့ပုံကိုယ်တွေကိုသူတို့ရဲ့ချက်တဲ့ခဲခဲကိုတောင်းရှိတဲ့ပုံကိုယ်များပုံမှန်တင်ပြတဲ့ခံမျိုးကြတော့ထိုက်တင်ပြီးရလျော်ဆိုတာမြေကွက်ကလေးတွေရတယ်လို့တော့သတင်းကြားရပါတယ်ခင်ဗျာအထူးသဖြင့်ကအိမ်မှာကပူပြီးတော့ဆိုးတယ်ဆိုတာကကျွန်တော်တို့ဖုတ်ကနန်တုံးဆိုတဲ့ဂျီပါကတော့အင်ဂျီ80လောက်ရှိတယ်ခင်ဗျာအဲ80လောက်ရှိတဲ့ဂျီပါကတော့နောက်တစ်ထပ်ပြီးဆိုတော့မတီနိုင်တော့ဘဲနဲ့ဂျီပါပျောက်တဲ့အဆင့်ကြီးအောင်ရောက်သွားတယ်ခင်ဗျာအဲ့လိုခက်ခဲနေနေကြုံရပါတယ်ခင်ဗျာကျွန်တော်တို့ဘက်ကတော့လောလောဆယ်ရတဲ့ကူတာတောင်းလေနဲ့ပတ်သက်လို့တောင်းလေသမားတွေ ဒါဟိုပြောမယ်ဆိုရင်တော့ခေတ်ဆက်သက်ကအာနာရှင်တွေရဲ့ဟိုမာယုန်ရဲ့မူဝါဒကျိုးနည်းတွေစနစ်တွေကြောင်းအလူလက်ခံနေရတဲ့အချိန်မှာ ခန္ဓာရင်မရှိခင်ထပြီးရာသီဥတုကဖောက်ပြန်တော့တောင်သူတွေဒါကျွေးမိပြဿနာတွေနဲ့အဆိုးရရနဲ့ရင်ဆိုင်နေရဒီကျွေးမိပြဿနာတွေကိုလည်းဒါတရားဝင်သောညောတရားမဝင်သောညောဒါချိန်ပြီးဆက်နိုင်ဖို့တောင်သူတွေကတော့ဘူလောလောဆယ်ဆရာမကြီးတွေပေါင်တဲ့လူပေါင်ရောင်းတဲ့လူရောင်းပေါ့ အချိန်မီနိုင်ငံတော်ငွေကိုဆက်ဖို့ကြိုးစားနေရတယ်။ဆိုတော့အခုလိုပဲမှာကြုံနေရတဲ့ဒုက္ခတွေရောအခုဒီသာရွေးချယ်တင်မြှောက်ထားတဲ့လူတော်ကိုယ်စားလှယ်တွေကဘာလုပ်ပေးလဲ။လက်ရှိနေသားတွေရောတော့ဟိုပြည်သူတွေကျဉ်းနှက်လိုက်တဲ့အနေအထားတွေရောတော့ဘာမှတော့လုပ်ပေးလုပ်လုပ်ပေးနေတဲ့အနေအထားမျိုးတော့မရှိဘူးခင်ဗျာ။ကျွန်တော်တို့လည်းရောက်တဲ့ခါမျိုးကြတော့တို့တို့ဒီအောက်ချီကိုပြည်သူတွေနဲ့ထိတွေ့ပြီးတော့ကွင်းစင်စစ်စစ်တဲ့ခါမျိုးကြတော့အောက်ချီမှာကကြုံတွေ့နေတဲ့အခက်အခဲတွေကိုတင်ပြတော့ခင်ဗျာ။အဓိကအပြင်ကျွန်တော်တို့တို့လာပြီးတော့လုပ်ငန်းဆောင်ရွက်ပေးတာကောက်ကွက်ကွင်းကြီးတစ်ခုရှိတာကတော့ ဟိုကျောင်းညွာညင်းဆက်ချိတ်ဆက်တဲ့လမ်းလေးတွေမှာတော့အဲ့ဒီမှာတော့လာပြီးတော့တော့လိုအပ်ချက်ကလေးတွေမှာအဲ့မှာလမ်းအတွက်တကွာပြီးလက်မြေပန်းညာအဲ့လူတွေပန်ဖို့တာတွေတော့တွေ့ရတယ်အခြားပန်ဖို့မှုကတော့တိတ်ပြီးတော့တော့ထင်းနေပေါ်ပေါ်တော့မရှိသေးဘူးခင်ဗျဒီရေကြီးနစ်မြုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့ဒီဘက်မှာကပြည်သူတွေကတော်တော်လေးအကြက်တဲ့ခက်ခဲရတော်တော်လေးဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာဘာကမ်းမြူကမ်းသာနဲ့ပတ်သက်ပြီးတော့ခုနကဆက်ကြီးပြောတဲ့ခုနကဂုံရင်နှန်းကျောင်းဆိုတာကကျွန်တော်တို့ဘက်မှာကတာကျောင်းတိုက်နေမှာဆိုလို့ရှိရင်ကျောင်းသားဥယျာဉ် 1350ကျော်တက်တဲ့အကြောင်းခင်ဗျအဲအကြောင်းကကျွန်တော်တို့ငကိုတို့ဆိုရှင်ငကိုတို့ကဆိုလို့ရှိရင်လာကမ်းမြုပ်ကမ်းစားကမရှိတဲ့အခါဝေးနေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ចောင်းသားတွေတော့ကသွားလာတာကဟိုចောင်းတက်ရတဲ့အခါကအခါမှာကျွန်တော်တို့စိုးရင်ចောင်းចောင်းမှုမရှိဘဲနဲ့တက်ရပြီးလက်ရှိနေထားမှာကတော့ကျွန်တော်တို့အဲ့မှာပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်တော့တော်တော်လေးစိုးရင်ចောင်းចောင်းမှုနဲ့ចောင်းသားမိပါတွေကလေးကိုចောင်းထားတဲ့အနေဒါဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အခုကမ်းမြုပ်ကမ်းစားနဲ့ပတ်သက်ပြီးတော့အဲ့ဒီចောင်းရဲ့အများဆုံးရှိလို့ရှိရင်ပေ150လောက်ပဲចမ်းတယ်ခင်ဗျာ။ကမ်းမြုပ်ကလေး အဲ့လိုတွေဖြစ်နေကမျိုးကြတော့ပြည်သူဘဲကပြန်ကြည့်မယ်ဆိုလို့ရှိရင်နော်ဒီကမ်းမြုပ်ကန်းစားကြောင့်လက်ရှိအနေအထားမှာအိုးအိမ်တွေဖျက်ဆီးပြီးတော့ပြောင်းရွှေ့ရတဲ့ဒုက္ခကိုခံရတာရယ်တာသိမိတွေကြောင်းတက်တဲ့ခံမျိုးကြပြန်တော့လေဒီကြောင်းကကမ်းမြုပ်ကန်းစားတဲ့မှာမကြတော့မီအချိန်ခါမှာကျွန်တော်တို့အရာဝတီမြေဝါမြူမှုခံရတော့မှဖြစ်နေတဲ့အခါမျိုးကြတော့တာသမီတွေအတွက်လည်းပဲเนาะကြောင်းထားတဲ့အခါမှာအဲ့လိုမျိုးဆိုရင်တော့ကနေများနေတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးဆိုရင်တော့ကနေအတူဟလာမိဘနေမှာလက်ရှိမိဘနေမှာအဲ့လိုဒုက္ခတစ်ခုကိုရင်ဆိုင်ရတယ်ခင်ဗျ တို့ရဲ့စီးပွားရေးအခြေအနေကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဗတီကန်မြို့ကန်စာတဲမှာကလက်ရှိမိမိတို့တို့လောက်ကင်ဆောင်ရွက်နေကြတဲ့ကိုင်းနေဆိုလို့ရှိရင်လည်းကမ်းမြို့လို့ပါသွားပြီ။ကိုင်းပါသွားတဲ့နောက်ဆုံးနောက်ထပ်ကပြန်ဆုတ်ပြီးဆောက်ပြန်တော့လည်းပဲနော်အင်ဂျီတွေဆောက်ပြန်တော့လည်းပဲနော်အဲဆောက်ထားတဲ့နေရာကိုကန်ထကထက်ရောက်လာတဲ့ခံမျိုးကြတော့အဲ့လိုမျိုးဖြက်လိုက်ဆောက်လိုက်ဖြက်လိုက်ဆောက်လိုက်ဆိုတော့လောလောဆယ်အနေထားနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီသူနေမှာ ကျွန်တော်တို့ကအိမ်ဖြတ်တန်းကစားနေရအိမ်ဆောင်တန်းကစားနေရဆိုအဲ့လိုဖြစ်နေတယ်ခင်ဗျစီးပွားရေးတော်တော်လေးနေနေလောက်ကန်စားတောင်းနေတဲ့လူတွေရဲ့ဘဝကနေပြီးတော့မြေယာတွေမဲ့သွားတဲ့အခါမျိုးကျတော့လုပ်ငန်းရှင်ဘဝကနေလက်လုံလက်စားဘဝတွေအထီအောင်နှိမ့်ကျသွားတဲ့အနေအထားမျိုးတွေဖြစ်နေတယ်ခင်ဗျကျွန်တော်မျိုးနဲ့အနီးတစ်ပိုက်မှာပေါ့ကျုံနေရတဲ့လူငယ်ကျမရဲ့စီးပွားရေးဘာတွေများပြောသက်ရှိဦးလဲဟိုတခုလိုပြောပြချင်သူပြောပြခြင်းတော့ကျွန်တော်တို့ဇလုံမျိုးပေါ့ဇလုံမျိုးရဲ့ပြည်တော်ဘုရားကြီးရဲ့နောက်ဘက်မှာဒါကျွန်တော်တို့ဒါဒီစကားလေးဝိုင်းလေးကနေပြီးတော့နိုင်ငံတော်အထိသိစေခြင်းနဲ့ပေါ့နော်ဟို ဒိုင်းရင်ဆိုတဲ့ကြေးရွာလေးတူရရှိတယ်ဒါကတကယ်တော့ကျွန်တော်တို့ကခေါ်တော့ကြေးရွာလို့တော့ခေါ်တာဒါကြေးရွာမဟုတ်ဘူးလမ်းတော့တောင်ရက်ွက်အထက်မှာပါဝင်တဲ့ဒေသစိတ်လေးတခုအဲ့ဒါကြီးရွာလေးကအခုတည်းဒီလျှက်စမီမရှိဘူးဟိုကြားရတယ်လားဒီလမ်းမိုင်နဲ့ဘယ်လောက်ဝေးလဲလမ်းမိုင်နဲ့ဘယ်လောက်ဝေးလဲဆိုတော့ဟိုတလောက်ပဲဝေးတယ်ကျွန်တော်အမြင်ပြောမယ်ဆိုတော့၃ဖာလောက်လောက်ပဲဝေးတယ်ဒါလမ်းတော့တောင်မြို့ပေါ်မှာကျွန်တော်စံလုံးမြို့ပေါ်မြို့ပေါ်9ရက်ခွက်ရှိတယ်9ရက်ခွက်မှာတော့လမ်းမတော်တောင်ရက်ခွက်ကအစိပ်ပိုင်းတစ်ခုပဲတัวဂျားထဲမှာလေခွင်း နည်းနည်းချားနေတာလောက်ကိုပြောရရှိရောနော်အခုတည်းထိကိုလက်စမီမရှိဘူးနောက်ပြီးတော့ကျွန်တော်တို့ကဖြစ်စေချင်တာဒါမှမဟုတ်ဘာပဲပြောပြောပေါ့ကျွန်တော်တို့ကလက်ရှိအဲ့မှာနေရွာမှာနေကြတဲ့လူတွေရတယ်ကရင်လူမျိုးတွေများတယ်ခုများတဲ့ခါကျတော့ကျွန်တော်တို့ကဓာလေးတွေကိုဒီရွာတွေလည်းလက်စမီလင်းစေချင်တယ်လမ်းလေးတွေလည်းကြာနာနာဖော်စေချင်တယ်အဲ့ဒီတိုင်းရွာနဲ့ကျွန်တော်ပြည်တော်ဖျားရဲ့ကြားမှာလည်းဖျားပွဲကျင်းပတဲ့ကွင်းတွေရှိတယ်ဖျားပွဲကျင်းပတဲ့ကွင်းရှိတဲ့ခါကျတော့ဒါစကားဆိုရင်းနဲ့ပေါ့နော်ဓာလေးတွေကျွန်တော်တို့ကပြော့ပြချင်တယ် ိုက်ကွင်းမှာကျွန်တော်ဘာတွေလုပ်ချင်လဲဆိုရင်ဖျားပွဲအိုက်ကွင်းကိုဖြစ်နိုင်မယ်ဆိုရင်မြေသူမြေဝါပိုင်ဆိုင်လဲဆိုတော့ဖျားကိုပိုင်တယ်လို့တော့ကျွန်တော်သိတာပဲလေဘောဘအိုက်ဖျားပိုင်အိုက်မြေကိုကျွန်တော်တို့ဟိုမိုးရင်းဘက်စပားဆိုင်တာတို့ပဲဆိုင်တာတို့မလုပ်စေချင်ဒါကျွန်တော်တို့မြို့ကန်သဘောအဲ့နေရာလေးကိုကျွန်တော်တို့ဟိုဇလုံမျိုးရဲ့လူငယ်တွေကရင်းမြစ်နေနေကားစားကွင်းလေးတွေသူတို့ကစားပါစီဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့လူမျိုးရေးကျန်းမာရေးစီးပွားရေးဘာပြောရရှိဦးလဲလက်ရှိနေတာကလူငယ်တွေအတွက်စိုးရင်စရာတော့ ဒီရက်ထိုင်တွေစီမီကံကြီးချပေးတယ်ဒါတွေကိုစီးနေပေါင်းတယ်ဥပဒေနဲ့အညီပြန်လဲထိန်းချုပ်ဖို့အချိန်ပြီးတွင်ကလေးအရက်ထဲမှာဟိုသူတေသနာကောက်မယ်ဆိုလာတင်ပုံမှန်အရက်နဲ့သေးတဲ့လူတွေတော်တော်များလာနေဒီမှာအရက်ထိုင်တွေကိုဝန်ထမ်းသက်သာတွေဆိုပြီးစီမီကံကြီးနဲ့လိုင်းခင်းတွေတားချပေးတယ်ဒီပိုင်းမှာနှစ်ပိုင်းနှစ်ခိုင်သုံးတိုင်းနေဖြစ်အဲ့ဒါတွေတော့ကျွန်တော်တို့အနေနဲ့စိုးရိမ် ကိုဂျုံတွေ့နေရတဲ့အကြောင်းအရာတွေကိုလာပြောပြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ် တော်နာမည်ကတော့ဦးမိုးကျော်လို့ခေါ်ပါတယ်ကျွန်တော်ဟင်္ဒရာမြို့နယ်ဒူရားနေလာပါတယ်ကိုကျွန်တော်ဒီမှာလောက်တဲ့အေယာဝတီမြကြီးတဲမှာဒီ၅ဖန်းနေပါဗျာဆွဲလိုက်ဆွဲတဲ့အခါမှာအိမ်တော်တဲ့ရှီဦးကနေပြီးတော့ဒီငါးအောင်မဖြုံးနိုင်ဘူးပေါ့ငါးကလည်းအကောင်ကြီးတယ်ပေါ့အကောင်ကြီးတော့ကျွန်တော်တို့အသားများတွေကနေပြီးဒီငါးအောင်မဖြုံးနိုင်တော့ဟိုဒိုင်အောင်သွားသွားပို့ရတယ် 白果塘那来路线，共阿当我家路线，那路线那当归，那路路他妈，那省了五十，省了五啊，那当归不，俺都有啊。平常都洗五六十，路尾从路线共格里的哦，路基要办从路线要抄水脚，抄水脚六十。 ပါကြပါရဲ့သဘောကြီးဟုတ်ဟုတ်ဒုံငါအနေနဲ့ငွေပေါ်လဲမြန်နေပေါ့ဗျာစူလက်နဲ့လွယ်ပေါ့မရှိတော့မိုးတင်းပဲကြတော့ကျွန်တော်တို့စားဖို့နေခက်ခဲဖြစ်တော့ဒီအလုပ်ရှင်ရှင်မှာပစံသွားထုတ်တို့ကထုတ်ပြီးတယ်ပေါ့အဲ့လိုထုတ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ကဒီလုပ်ငန်းကိုလိုက်လောက်ရတယ်ပေါ့ ကျွန်တော်တို့အလုံးစားထွက်လာပြီဆိုလို့ရှင်တောကျွလို့ခေါ်တဲ့တောသရင်သရင်ကျွပေါ့အဲအဲ့လိုချိန်မှာကျွန်တော်တို့စပြီးထွက်လာကြတယ်ခုယောက်ျားတွေပြဆက်နှစ်ယောက်ဆင်းလာပြီအဲ့လိုဆွဲကြတယ်အဲ့ရနေစဆင်းတယ်ခုကျွန်တော်တို့လုံသိမ်းတဲ့ချိန်ကျတော့ကစုံနေုံဆိုလို့ရှင်နေုံလာတော့မနေပါဘူးကစုံလောက်ကစုံလောက်ကောင်လောက်ဆိုလို့ရှင်ကျွန်တော်အလုံးပြန်သိမ်းကြတယ်ဒီတန်မိုးတန်လည်းမခံနိုင်ကြတော့ဟိုဝါသူဝါကောင်လောက်ဆိုလို့ရှင်ဒီတောင်တွေရေမြုပ်တော့ အရင်ကျဆိုလို့ရှိရင်တောင်ပေါ်မဲ့နေရတော့အစာလေးပေါ်လာတယ်ပေါ့တောင်စားပေါ်တယ်ဟိုလိုက်ရှေ့မှာလဲသူ့ရပေါ်မဲ့နေရအထီးကိုလိုက်တိမ်ပြီးတယ်ပေါ့မပေါ်မဲ့နေရတော့မတိမ်ဘူးအဲ့လိုစမ်းတာရတော့အများရန်လည်းမပေါ်ဘူးဗျတောင်ဖြစ်နေကဘာဖြစ်နေလဲဖြစ်သွားတယ်ပေါ့ များသောအားဖြင့်မကောင်းဘွားတို့ငဒန်းအပတ်ပေါ့အဲငါမိများတယ်နော်ငါမုံလေးဆိုတဲ့ငါးလေးတွေရှိသေးတယ်ငါအသေးလေးတွေပေါ့အဲအဲ့ဒါလေးတွေနော်ငါစုံကုတ်တို့စုံကုတ်ဆိုတော့ဈေးကွက်ထွက်တော့မဝင်ဘူးပေါ့ကျွန်တော်ငါးပြီးလောက်တယ်ပေါ့ငါဒန်းအများဆုံးအားပြုကြတယ်ပေါ့သူကဈေးတဲ့ကောင်းတယ်ပါလို့ရှိရင်လည်း၃လေးကောင်းပါတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကလုံသမားတွေကတယောက်ကို၃လေးတောင်ရတယ်ပေါ့ ဒီတငားနေပြီးတော့ကျွန်တော်တို့ရှေ့ဆက်ဒိုးဖို့ဆိုတာလဲမရှိတော့လဲဒိုးပဲဒီတငားထဲမှာပဲဝဲလေနေကြတာပေါ့ဗျာဘယ်စားတော့တော့နေမှာသူကိုစားလိုက် သူများကျွေးဆက်လိုက်နေပဲအဲ့ဒါနေပြီးဒီကျွေးမိကင်းကျွန်တော်တို့ဒီတငားလုံးငန်းလွတ်တာနေအကြောင်းအတူတူပဲဟိုဘက်ကြီးတယ်ငါ့ကိုဘက်ထက်လာ ကိုငဖဲလေးပိုင်းကဒီဘက်ထဲကိုထည့်လာကျုပ်မတက်နဲ့နဲ့ထည့်ပြနဲ့ထည့်ပြဒါဆိုအဲ့နာချထားလိုက်ညီမခုနေဖို့စားဖို့တော့မှပဲနေဖို့နဲ့ ဝိုင်းရင်းနဲ့နေဖို့နဲ့အဆင်မပြေတော့ကလေးတွေကိုတိတ်ပြီးတော့ဦးသားမပေးနိုင်တော့ဖြစ်ခုတော့မဟိုပြောင်းရမယ်ရွှေ့ရမယ်ကျွန်တော်မင်းတို့နေရာတွေဖြတ်ပေးရမယ်ဘာညာဆိုတော့ပူဆိုးတော့တာပေါ့ ကျွန်တော်တို့မှာဟိုသူကရွာကြီးဒူရကန္နအင်းကန္နပေးมาပေါ့ဗျာဒီခါတဲ့ရွာကြီးရှိတယ်အဲ့ဒါနေဘုံမှုချုပ်ဥတာကြီးလက်ထက်ကနေပြီးကျွန်တော်တို့ရွာအိုက်ကန္နနာနေပြီးရွှေဆိုပြီးတော့လဲကွင်းပြင်တယ်ကိုကျွန်တော်တို့တိန်နောင်ပေါ့ဒီ40 60နဲ့ကျွန်တော်ချမ်းမြေကွက်ကလေးတွေပေးတယ်သူတို့တိန်သွားတဲ့မြေက ျွန်တော်ပိုင်တဲ့ခြံဆိုလို့ရှင်အဲ60ပတ်တယ်လောက်ရှိတယ်ပေါ့မိသားစုကကျေပြန့်လာတော့ကျွန်တော်တို့ပေးတဲ့ပေ40 60ဆန်နေနေရမလုံလောက်ဘူးဗျတော့ကျွန်တော်ကနေနေရာမရှိတော့ကျွန်တော်တို့အိုက်တူရကန်းတန်းပြီးမှနေရတယ်သူတို့ကခေါ်နေကြတာကျူးကြော်မြေပေါ်မှာလာနေကြတယ်ပေါ့ ုကအယူကြော်မြန်မာနေရတော့ကိုစည်းကိုကိုင်းရင်တော့မရှိဘူးခြံသေးရောမရှိဘာမရှိနဲ့နေရတိုင်းရတယ်ပေါ့ကြီးလန့်အစားသားနဲ့ကျွန်တော်တို့မနေရကျွန်တော်တို့ဖြစ်စုံဆန္ဒတော့အဲကျွန်တော်တို့နေဖို့ထိုင်ဖို့နေရာလေးကိုပို့ချင်ကြတော့ကိုကလောလောဆယ်နေဖို့တော့မရှိတော့ဖြစ်ကျွန်တော်တို့အခုတင်ဆက်ပေးခဲ့တာကဇလုံမျိုးအနီးတစ်ဝိုက်မှာရှိနေတဲ့လူနေမှုဘဝတွေကြောင့်ရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်ဒုဗိဒုဗိအစီအစဉ်တွေမှာလည်း မြန်မာနိုင်ငံနေရာအနှံပြားကိုတွားရောက်ပြီးတော့အခုလိုပဲရိုက်ကူးတင်ဆက်ပေးဦးမှာမို့ဆက်လက်ဆောင်ရွက်ကြည့်ရှုကြပါဦးခင်ဗျာကျွန်တော်တို့ DVV ဒုဗေဒုမြေအစီအစဉ်ကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့သူတွေပါ